ားလုံးမင်္ဂလာပါ view season ဌာနနဲ့ကြည့်ဆိုပါရစေကျွန်မကတော့ snow ပါဒီကနေ့ကျော်လာ25ရက်မနေ့ပိုင်းနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါယနေ့မနေ့ပိုင်းနဆင်ရမယ့်သတင်းတွေကတော့ဇုံမီအမျိုးသားပါတီဇုံမီ National Party ကိုစစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်ကပါတီတည်ထောင်ခွင့်ပြုလိုက်ပြီလို့သိရပါတယ်မဇော်ရမ်ပြည်နယ်ကမြန်မာစစ်ပေးရှောင်တွေရဲ့ဇီဝသွန်ပြန်ချက်လက်မှတ်တမ်းကောက်ယူမဲ့စီစဉ်ကိုလာမယ့်ဇူလိုင်လအတွင်းစတင်မယ်လို့သိရပါဗျ။ ကရနီပြည်ဖားဆောင်မြို့နယ်တဲကမော်ချီတထူတွင်ဒေသကိုစစ်ကောင်စီကလေကြောင်းတိုက်ခတ်ခဲ့တာကြောင့်အရက်သား9ဦးသေဆုံးပြီးနောက်ထပ်20ဦးဝန်းကျင်ထိခိုက်ဒဏ်ရာရရှိတဲ့တွင်နေတဲ့အတူအခြားဆင်ဝင်စားဆန်းဆောင်ဆွေးနွေးတဲ့တွင်နေနားဆင်ရဖို့ရှိပါတယ်စစ်ကောင်စီချင်ပါမယ်ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြန်ဖို့ပါတီတီထောင်ခွင့်လျှောက်ထားတဲ့ဇုံမီအမျိုးသားပါတီဇုံမီ National Party ကိုစစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်ကပါတီတီထောင်ခွင့်ပြုလိုက်ပြီလို့သိရပါတယ် ဇွန်မီအမျိုးသားပါတီဟာနိုင်ငံရေးပါတီများမပေါင်းတင်ခြင်းဥပဒေ၊ညဥပဒေများနဲ့အညီညွတ်ကြောင်းစစ်ဆက်တွေ့ရှိရတာကြောင့်နိုင်ငံရေးပါတီတည်ထောင်ခွင့်ရှောက်ထားချက်ကိုခွင့်ပြုလိုက်တယ်လို့စစ်ကောင်စီအော်မြန်မာအလင်းသတင်းစာကဒီကနေ့ဖော်ပြထားပါတယ်။ ဇုံမြင့်မျိုးသားပါတီအနေနဲ့ပါတီတည်ထောင်ခွင့်ရရှိတဲ့နေ့ကစပြီးရပ်ပေါင်း30အတွင်းနိုင်ငံရေးပါတီများမပုံတင်ကြဘူး new ပတိခုနှစ်နဲ့အညီရွေးကောက်ပွဲကော်မရှင်တို့နိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်လျှောက်ထားရမယ်လို့ဆိုပါတယ်ယနေ့ချိန်ထိနိုင်ငံရေးပါတီတည်ထောင်ခွင့်လျှောက်ထားတဲ့အဖွဲ့29ဖွဲ့ရှိပြီးအဲ့ဒီတဲက19ပါတီကိုတည်ထောင်ခွင့်ပြုထားပြီလို့သိရပါတယ် နိုင်ငံရေးပါတီတထောင်ခွင့်ပြုပြီးနောက်ပါတီမပုံတင်လျှောက်ထားတဲ့နိုင်ငံရေးပါတီ16ပါတီအနက်14ပါတီကိုမပုံတင်ခွင့်ပြုထားပြီလို့လည်းသိရပါဗျ။ချင်းပြည်နယ်မှာစစ်ကောင်စီတန်ပါတီတီထောင်ခွင့်လျှောက်ထားတဲ့ပါတီကတော့ချင်းပြည်သူပါတီ၊ချင်းပြည်သက်ကွန်ဂရက်ပါတီနဲ့ဇုံမီအမျိုးသားပါတီတို့ဖြစ်ပါတယ်။အဲ့ဒီထဲမှာချင်းပြည်သက်ကွန်ဂရက်ပါတီနဲ့ဇုံမီအမျိုးသားပါတီတို့ကိုပါတီတီထောင်ခွင့်ပြုခဲ့တာဖြစ်ပါတယ်။ ချင်းပြည်သူပါတီတီထောင်ခွင့်ရှောက်ထားချက်ကိုတော့ရွေးကောက်ပွဲကော်မရှင်က2024ခုနှစ်မေလ14ရက်နေ့ကညင်ပေးခဲ့ပါတယ်။ချင်းပြည်နယ်ကဝါရှင်နိုင်ငံရေးပါတီတစ်ခုဖြစ်တဲ့ဇုံမီဒီမိုကရေစီအဖွဲ့ချုပ် ZCD ကလည်းပါတီဆက်လက်ယက်ဒီယန်စစ်ကောင်စီထံရှောက်ထားခဲ့ပေမဲ့ရွေးကောက်ပွဲကော်မရှင်က2024ခုနှစ်ဩဂတ်လ5ရက်နေ့ကညင်ပေးခဲ့ပါတယ်။ ်လက်ရှိအနေအထားမှာတော့ချင်းပြည်နယ်မှာပလောဝမျိုးချေဆိုင်ခုမြင့်မျိုးသားပါတီတစ်ခုသားတီးစဲနိုင်ငံရေးပါတီအဖြစ်ရှိနေတာဖြစ်ပါတယ်2020ခုနှစ်အထွေထွေရေကောက်ပွဲမှာမဲမတမမှုရှိတဲ့ဆိုတဲ့အကြောင်းပြချက်နဲ့အာနာသိန်းကရဲစစ်တဟာဘေးချနိုင်ချက်ဖြစ်နေတဲ့နိုင်ငံရေးထွက်ပေါက်တစ်ခုအနေဖြင့်ရေကောက်ပွဲကျင်းပရန်စီစဉ်နေပြီး2025ခုနှစ်ဇန်ဘာလတတိယအပတ်စစ်တုဒ္ဓအပတ်နဲ့နောက်နှစ်2026ခုနှစ်ဇန်နဝါရီလ ပထမအပတ် ဒုတိယအပတ်တွင်မှာတလအချိန်ယူပြီးကျင်းပပြုလုပ်မယ်လို့ကြေညာထားပါတယ်။မီဇိုရမ်ပြည်နယ်ကမြန်မာစစ်ပေးရှောင်တွေရဲ့ဇီဝသံပြန်အချက်အလက်မှတ်တမ်းကောက်ယူမယ့်အစည်းအဝေးကိုလာမယ့်ဇူလိုင်လအတွင်းစတင်မယ်လို့သိရပါတယ်။မဇိုရမ်ပြည်နယ်ပြည်ထောင်စုဝန်ကြီးဌာနရဲ့ပြောဆိုချက်အရဘ ਹੁ အစိုးရဖက်က National Informatics Centre NIC က ကျွမ်းကျင်ပညာရှင်တွေမီဇိုရမ်ပြည်နယ်သို့လာရောက်ပြီးဇီဝသံပြအချက်လက်ကောက်ယူကြမယ်ဌာနဆိုင်ရာတာဝန်ရှိသူတွေကိုသင်တန်းပို့ချခဲ့ပြီးဖြစ်တယ်လို့သိရပါတယ်။အိန္ဒိယဘဟုဆိုရဟာမြန်မာစစ်ပေးရှောင်တွေရဲ့ဇီဝသံပြအချက်လက်ကောက်ယူရေးကိုရခိုင်မီဇိုရမ်အစိုးရလက်ထက်ကလေးကလှုပ်ဆောင်ရန်စီစဉ်ခဲ့ပေမဲ့လည်းဘူဇိုရမ်ထောင်ကဦးဆောင်တဲ့ Mizo National Front MIF အစိုးရကကန့်ကွက်ခဲ့ပါတယ်။ဝန်ကြီးချုပ်ဘူလလ်ဒိုအမအဦးဆောင်တဲ့ Mizoram people movement zpm အစိုးရတက်လာတဲ့နောက်ပိုင်းမှာ dsc စင်ကိုပြန်လည်စတင်ရန်ဆောင်ရွက်လာတာဖြစ်ပါတယ်မြန်မာနိုင်ငံမှာ2021ခုနှစ်ဖေဖော်ဝါရီလ1ရက်ဆီအာနာတိုင်မှုဖြစ်ပေါ်တဲ့နောက်ပိုင်းမြန်မာနိုင်ငံသားအထူးသဖြင့်ချင်းလူမျိုးတွေဟာမီဇိုရမ်ပြည်နယ်သို့ဝင်ရောက်ခုံလုံခဲ့ကြပြီးယခုလက်ရှိမီဇိုရမ်ပြည်နယ်မှာမြန်မာစစ်ပီးရှောင်းလူဦးရေ3429ဦးရှိနေတယ်လို့မီဇိုရမ်ပြည်ထရေးဝန်ကြီးဌာနကဆိုပါတယ် ကရဏီပြည်ဖားဆောင်မြို့နယ်တဲကမော်ချီတထွတွင်ဒေသကိုစစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်အယက်သား9ဦးသေဆုံးပြီးနောက်ထပ်20ဦးဝန်းကျင်ထိခိုက်တဲ့အရရှိခဲ့တယ်လို့မြေပြင်သတင်းရင်းမြစ်ကပြောပါတယ်။မော်ချီမြို့တဲကခဲတထွတွင်တနေရာကိုယနေ့မနက်ပိုင်း7:00နာရီဝန်းကျင်မှာစစ်ကောင်စီကလေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီးဒဏ်ရာရသူတွေတဲအသက်အန္တရာယ်ဆိုရင်ရတဲ့သူတွေလည်းရှိတာကြောင့်သေဆုံးအရေအတွက်ထပ်တိုးလာနိုင်တယ်လို့မြေပြင်အခြေအနေသတင်းတူတူကပြောပါတယ်။ စစ်ကောင်စီအမည်ဖြင့်တပ်ပွဲဖြစ်ပွားခြင်းမရှိဘဲခဲတထူတူဖော်ရေးလုပ်ငန်းခွင်နဲ့ကုံစုံဆိုင်တဆိုင်ပေါ်တို့ပုံချဲ့ခဲ့တာလို့သိရပါတယ်။ဖားဆောင်မြို့နယ်ထဲမှာပြီးခဲ့တဲ့လပိုင်းအတွင်းစစ်ကောင်စီနဲ့ Green Eton ရေးပူပေါင်းတပ်တွေကြားတိုက်ပွဲဆက်ရှိနေပြီးစစ်ရေးတင်မာနေတာဖြစ်ပါတယ်။2025ခုနှစ်အတွင်းမော်ချီဒေတာမှာစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်အရသာတရာဇင်ကျော်သေဆုံးသွားပြီးလူ30ကျော်ထိခိုက်ဒဏ်ရာထားတယ်လို့ကရနီသတင်းဌာနတချို့ကဖော်ပြထားပါတယ်။ မော်ချီတထုတွန်ကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေပြီးခဲ့တဲ့နှစ်မှာဆုတ်ခွာသွားတာကြောင့်အလီအချိန်ကလေးကမော်ချီဒေသကိုဂရနီပူပေါင်းတပ်တွေကထိန်းချုပ်ထားတာဖြစ်ပါတယ်။တောင်တက် TNL ထိန်းချုပ်ထားတဲ့ရှမ်းပြည်မြောက်ပိုင်းကြောင်မဲမြို့ကိုစစ်ကောင်စီကမနေ့ညနေပိုင်းကဘုံကျဲတက်ခိုင်မှုကြောင့်အယက်သားပြည်သူ၄ဦးသေဆုံးပြီးကလင်းငယ်၂ဦးအပါအဝင်ပြည်သူ၁၄ဦးဒဏ်ရာရှိတယ်လို့ TNL ကထုတ်ပြန်ပါတယ်။ ဂျွန်လာနဆလီရဲ့ညနေပိုင်းမှာကြောင်မဲမျိုးရက်ွက်ခွနစ်ကိုဂျက်ဖိုက်တာဖြစ်ပေါင်900ပုံနှလုံးလာရောက်ခြေချမှုကြောင့်အမျိုးသား2ဦးနဲ့အမျိုးသမီး3ဦးသေဆုံးခဲ့ရပြီးအမျိုးသား5ဦးနဲ့အမျိုးသမီး4ဦးဒဏ်ရာရှိခဲ့ပါတယ်။ဒါအပြင်နေအိမ်9အိမ်နဲ့သီလရှင်စာတင်ကြောင်တစ်ကြောင်နဲ့ထိခိုက်ပျက်စီးခဲ့ပြီးဂျန်နေအိမ်22အိမ်နဲ့ဘုံစအနေငယ်ထိမှန်ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။ အလားတူကြောင့်မျိုးပြက်ကွ၃ဘုံကျဲတက်ခတ်မှုမှာလဲကလေးငယ်၂ဦးအပောင်းဝင်အမျိုးသား၂ဦးနဲ့အမျိုးသမီး၁ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနေအိမ်၁၆လုံးနဲ့စာသင်ကျောင်းတစ်ကျောင်းထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ဇွန်လ၁၂ရက်နေ့ကလည်းနမ်တူမြို့နယ်မန်လီကျေးရွာကိုစစ်ကောင်စီတပ်ကဖိုက်တာဖြင့်900ဘုံနှလုံးလာရောက်ကျဲချတက်ခတ်မှုကြောင့်ဖုန်ကြီးကျောင်းစာသင်ကျောင်းနဲ့နေအိမ်တချို့ထိခိုက်ပျက်စီးခဲ့ပါတယ်။ ရှန်ဂရနီနဲ့ဆက်ဖက်ခုံမြို့နယ်ဆောင်းလန့်ခဲခြေရွာကိုစစ်ကောင်စီနဲ့သူရဲလက်အောက်ခံ PNO ပြည်သူ့ဆက်ပူပေါင်းတပ်ဖွဲ့ကအင်အားအလုံးရင်ဖြစ်စစ်ကြောင်းထုံဝင်ရောက်လာပြီးမိရှုဖြစ်စီခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီတနက် PNO ပြည်သူ့ဆက်ပူပေါင်းစစ်ကြောင်းဟာဇွန်လ23ရက်နေ့ကဆောင်းလန့်ခဲခြေရွာတဲ့ဝင်ရောက်လာပြီးနောက်ဇွန်လ24ရက်နေ့မှာနေအိမ်တွေကိုမိရှုခဲ့တာလို့ကရနီဒေတာတွင်သတင်းတွေကဖော်ပြပါတယ်။ အင်ချီ60ဝန်းကျင်ရှိတဲ့ဆောင်းလန့်ခဲချီရွာဟာမီရှိုခံရမှုကြောင့်ထက်ဝက်ကျော်ကတော့မီလောင်ပျက်စီးသွားတယ်လို့သိရပါဗျ။ဆောင်းလန့်ခဲချီရွာဒေသခံတွေဟာပြီးခဲ့တဲ့ဇွန်လ9ရက်နေ့မှာဖြစ်ပွားခဲ့တဲ့မြေပြင်တိုက်ပွဲကြောင့်ရွာလုံးချွတ်ဒိန်းရှောင်ခဲ့ကြရတယ်လို့ဆိုပါတယ်။လက်ရှိမှာတော့ဆောင်းလန့်ခဲချီရွာသို့ဝင်ရောက်လာသောစစ်ကောင်စီနဲ့ PNO ပြည်သူစစ်ပူပေါင်းစစ်ကြောင်းကိုဂရင်းနီပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဦးကာလာလာတမိုးပြေ PDF ဖေခုံ PDF KNDF လို့ကော PDF နဲ့ပြစစ်ကြောင်းစားတဲ့တပ်ပေါင်းစုတွေကခုခံတိုက်ခိုက်နေတယ်လို့သိရတယ်။တအောင်းအမျိုးသားလူမျိုးရေးတမတော် TNLA တင်ပိုက်ထားတဲ့ရှမ်းမြောက်နောင်ချိုမြို့နယ်အတွင်းဖြစ်ပွားတဲ့တိုက်ပွဲမှာစစ်ကောင်စီကလေကြောင်း drone နဲ့လက်နက်ကြီးတွေအသုံးပြုပြီးဘုံအလုံးပေါင်း၁၀၀ကျော်ကျေချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ ဂျွန်လ24ရက်တရက်အတွင်းနောင်ချိုမြို့နယ်ရှိနောင်အောလက်ပံကုန်းရွှေသွင်းမြက်ချင်းနုလွန်ဆုံဂုံတာအုံမတိဆမ်ဆဲဂျီရွာကြမှာတိုက်ပွဲဖြစ်နေခြင်းအတွင်းစစ်ကောင်စီတပ်ကလေးကြောင်းဖြင့်ဘုံ130လုံးဒရုန်းဖြင့်ဘုံ60လုံးနဲ့လက်နက်ကြီး53လုံးပစ်ကူခိုက်တိုက်ခိုက်ခဲ့တယ်လို့ TNL ကထုတ်ပြန်ပါတယ်။နောင်အောဂျီရွာမှာမနီကစစ်ကောင်စီတပ်နဲ့တအောင်တမတော် TNL တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီးအဲ့ဒီတိုက်ပွဲအတွင်းစစ်ကောင်စီတပ်ခါ၄ချောင်းဖြင့်ဘုံ၄၂လုံး၊ဒရုန်းဖြင့်ဘုံ၂၁လုံးနဲ့လက်နက်ကြီး၁၈လုံးပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။အလားတူအုံတီနဲ့ဆမ်ဆေဂျီရာဂျာတိုက်ပွဲမှာလည်းဒရုန်းဖြင့်ဘုံ၃၉လုံးလာရောက်ကျေချခဲ့တယ်လို့လုံဆောင်ကြီးရတိုက်ပွဲမှာလည်းစစ်ကောင်စီတပ်ခါလေချောင်းဖြစ်ပုံ48လုံးနဲ့လက်နက်ကြီး32လုံးဖြစ်ကူခဲ့တယ်လို့ TNL ကပြောပါတယ် ီးခဲ့တဲ့ဇူလာ23ရက်နေ့ကလည်းနောင်ချိုမြို့နယ်တွင်စစ်ကောင်စီတပ်နဲ့တအောင်တပ် TNL တို့တိုက်ပွဲဖြစ်ပွားနေချိန်စစ်ကောင်စီတပ်ကလက်နက်ကြီး122လုံးနဲ့လေကြောင်းဖြင့်ပုံ58လုံးကျေချတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ VOC သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။